ည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့25ရာခိုင်နှုန်းဖြစ်တဲ့လွှတ်တော်ကိုယ်စားလှယ်103ဦးအစီအဝေးမတရောက်ခဲ့တဲ့အတွက်လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ကိုရေးကိုရာကိစ္စတွေကိုအလေးမထားဖို့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဥရှင်မန်းကဖေဖော်ဝါရီလ16ရက်နေ့ကလွှတ်တော်အစီအဝေးမှာပြောကြားလိုက်ပါတယ်ပထမအကြိမ်ပြည်သူ့လွှတ်တော်၁၂ကြိမ်မြောက်ပုံမှန်အစည်းအဝေး၁၈ရက်မြောက်နေ့မှာပြည်သူ့လွှတ်တော်ကိုတက်ရောက်ခွင့်ရှိသူကိုယ်စားလှယ်ဥယေစုစုပေါင်းရဲ့25ရာခိုင်နှုန်းဖြစ်တဲ့ကိုယ်စားလှယ်103ဦးခွင့်တိုင်ကြားခဲ့ပြီးတဲ့နောက်အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ အဒီလိုချင်းမျိုးမှာမိမိမလဲမဆောင်တာတဲ့ကိုရေးကိုကကိစ္စများကျမ်းမာရေးကိစ္စများရှိကောင်းရှိနိုင်ပါတယ်ဒုတိယသူစွာပဲပါတီတောင်ကိစ္စများရှိကောင်းရှိနိုင်ပါတယ်တို့အရင်မိမိတို့ဒီပြည်သူကိုစားပြည်သူကိုလည်းများဖြစ်တဲ့အတွက်ဒီအချိန်မှာဘယ်ဟုတ်လေးပြထားဆောင်ရမယ်ဆိုတာသုံးသပ်ဆောင်ရဖို့အချိန်ကြောက်လာပါပြီ ခုဒီလိုတင်ပြတဲ့နေရာမှာအစီဝေးတယောက်တဲ့သူများကိုသာတင်ပြနိုင်ပြီးတော့အစီဝေးမတက်ရောက်နိုင်တဲ့သူများကိုတော့သက်ဆိုင်ပါတီတောင်ရှိတဲ့သူများကဘလိုရတယ်လို့ပြောစုဆိုင်ဖို့လိုပါတယ်။အဲကြောင့်လဲကျွန်တော်တို့ဒီနေ့နိုင်ငံတော်နဲ့နိုင်ငံသားအကျိုးစီးပွားအတွက်ဆောင်ရွက်မယ်ဒီလိုဥပဒေတွေပြဋ္ဌာန်းမယ် အစိုးရတင်ပြလာတဲ့အခါမှာလည်းမှန်ကန်တဲ့ဘက်ကယက်တည်ဆုံးပြတ်မဲဆိုရင်တော့လွတ်တော်အစည်းအဝေးတက်ရောက်ခြင်းဟာမိမိတို့ရည်မှန်းချက်ကိုဆောင်နေမှာဖြစ်ပါတယ်။တွနီးတူစားပဲကျွန်တော်တို့လွတ်တော်တွေကဖွဲ့စည်းပေးထားတဲ့ကော်မရှင်ကော်မတီများမှလည်းပောင်းကြမယ်လွတ်တော်ကိုလည်းများဟာမိမိရဲ့တူးချင်း ကိစ္စများတဲ့ကွန်ပျူတာကိစ္စများကိုလည်းအလေးထားဆောင်ရမယ့်အခြေဖြစ်ကြောင်းအတိပေးတင်ပြတယ်ဆက်လက်ပြီးဒီလိုတင်ပြတဲ့အခါမှာလည်းအစီအဝေးတက်ရောက်တဲ့ကိုယ်စားလှယ်တွေကိုသာတင်ပြနိုင်ပြီးအစီအဝေးမတက်ရောက်နိုင်တဲ့ကိုယ်စားလှယ်တွေကိုတော့သက်ဆိုင်ရာပါတီတွေတာဝန်ရှိသူတွေကလိုအပ်တယ်လို့ပြောဆိုဆောင်ရွက်ဖို့လိုပြီးလွှတ်တော်တွေကဖွဲ့စည်းပေးထားတဲ့ကော်မတီကော်မရှင်တွေမှလည်းပါဝင်ကြရမယ့်လွှတ်တော်ကိုယ်စားလှယ်တွေဟာမိမိတို့တဦးချင်းရဲ့ဆောင်ရွက်ရမယ့်ကိစ္စတွေထက် ကော်မတီကိစ္စတွေကိုဆောင်ရွက်ရမယ့်အချိန်လို့အလေးပေးတင်ပြလိုပါတယ်လို့လည်းသူရဦးရွှေမန်းကဆိုပါတယ်။လက်ရှိလွှတ်တော်ကာလအတွင်းနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်တွေအပြင်အခြားဥပဒေတွေကိုလည်းဆွေးနွေးအတည်ပြုဖို့ကြံရှိနေရဖြစ်ပါတယ်။